လိုအားလုံးပဲမင်္ဂလာပါရှင် PJ ကနေ PV စာအုပ်ပြောင်းထားပြီးတော့စာအုပ်ဘလို့ထုတ်လို့ရလဲစာအုပ်တော့ထုတ်တဲ့အခါမှာဘလို့တော့ထုတ်ရလဲဆိုတဲ့ဟာလေးကိုအစစ်စစ်ပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ကဲဒါဆိုကြွနဲ့တူတူကြားကြရအောင်ရှင်လူငယ်တွေအတော်များတဲ့ဆိုင်ကိုခေါ်သွားမလို့ပဲဒါပေမဲ့အဲ့ဒီဆိုင်ကဖြစ်ချင်တော့ဒီနေ့နှစ်ရက်ပိတ်တယ်တဲ့အာ6ရက်နေ့နဲ့9ရက်နေ့နှစ်ရက်ပိတ်တဲ့အတွက်ကျွန်တော်ကဗမိုးဝင်နေမှရှိတယ်ဒီကိုရီးယားဆိုင်နဲ့ဒီဆိုင်အောင်မှုဆိုတဲ့ဆိုင်ကိုကျွန်တော်ရောက်နေတယ်ပေါ့နော်အဲ့တော့ စရာလေးတွေမှားထားတယ်။စာရင်းထဲမှာကျွန်းဒီ PJ ကနေ PB ပြောင်းတဲ့အဆင့်ကိုကျွန်တော်ပထမဗီဒီယိုအမှာတင်ပေးထားတယ်ပေါ့နော်။ဒီနေ့ကတော့အဲ့ဒီစာအုပ်ကိုဘယ်လိုမျိုးသွားပြီးတော့ယူလို့ရလဲဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးပြပြပေးသွားပါမယ်။ဒီနေ့ကျွန်တော်စာအုပ်ရလောက်ခဲ့ပြီ။ PB နဲ့ထပ်ရခဲ့ပြီပေါ့နော်။ ဲ့ကိုကျွန်တော်တို့ဝင်သွားတဲ့အခါမှာဆိုရင်အဲတန်းစီစရာမလိုဘူးပေါ့နော်တန်းစီစရာမလိုဘူးကိုကစလိတ်ယူသွားရမယ်ရှင်မှတ်ပုံတင်မူရင်းယူသွားရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လိုအပ်တာကစလိတ်ရဲ့မှတ်ပုံတင်မူရင်းရဲ့ဒါပဲလိုပါတယ်ဂျန်နာဘာမှမလိုပါဘူးအဲအဲ့ဒါကိုယူသွားပြီးတော့ကျွန်တော်တို့အထဲကိုဝင်သွားရပါမယ်အထဲကိုဝင်သွားတဲ့အခါကျလို့ရှိရင်ကိုကစာအုပ်လာထုတ်တာပါပေါ့နော်ပြောလို့ရှိရင်တို့ညှို့ပေးတယ်ပေါ့ အထက်မှာစာစလုံးကြီးတွေနဲ့ရေးထားတယ်စာအုပ်ထုတ်ရန်နေရဆိုပြီးတော့အကြီးစလုံးကြီးတွေနဲ့အာဗနိုင်းတွေကတ်ထားတော့တွေ့ရပါလိမ့်မယ်အဲ့ဒီညအတိုင်းလိုက်သွားရင်လည်းရတယ်ဒါစာအုပ်ထုတ်ရမှာတော့ကျွန်တော်ဒီပေါ်ထပ်မှာထုတ်ရမှာပေါ့နော်အဲကျွန်တော်အရင်စာအုပ်မယ်နော်ရတာလေးကြီးပါမယ်ဒါတော့ template ပေါ့နော် template နဲ့နဲ့ကြီးလိုက်မယ်နော်อืม တော့ကျွန်တော်တို့အဲ့ဒီမှာအပေါ်ထောက်ကိုတက်သွားမယ်ပေါ်ထောက်ကိုတက်သွားတဲ့အခါမှာစာအုပ်ထုတ်ပြန်နေရဆိုပြီးတော့ကျွန်တော်တို့ဒုတိယထောက်ကိုတက်သွားမယ်ဒုတိယထောက်ကိုတက်သွားပြီးရင်အဲ့မှာစာအုပ်ထုတ်တဲ့နေရာကိုရောက်သွားမယ်ပေါ့ရောက်သွားတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးကိုယူလာတဲ့စလစ်ကိုတွားပြီးတော့တင်ရပါမယ်တင်တဲ့အခါမှာတစ်ချက်တတိထားမှာကိုယ့်ရဲ့နာမည်နဲ့ဖုန်းနံပါတ်ကိုအဲ့ဒီစလစ်ရဲ့ကြောမှာဖြည့်ပြီးပါရေးပါရေးပြီးတော့မှထပ်ခဲ့ပါနော်ထပ်ခဲ့ပါထပ်ခဲ့ပြီးရင်အဲ့ဒီအချိန်မှာထိုင်ကုန်နေရှိတယ်မှာခဏခဏဆောင်နေတာပေါ့ ခဏထိုင်ဆောင်နေလိုက်တဲ့အခါကျလို့ရှိရင်သူတို့ကနည်းနည်းခေါ်တယ်။နည်းနည်းခေါ်ပြီးတော့ကျွန်တော်တို့ကကျတော့ PJ ကနေ PV ကိုပြောင်းတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကစာအုပ်ကိုအဲ့ဒီထဲမှာသွားယူလို့မရဘူးပေါ့နော်။အဲ့တော့ကျွန်တော်ကစာအုပ်ကိုဒီမှာပြောယူရလဲဆိုတော့စာအုပ်ကတခြားအခန်းတစ်ခန်းမှာပြောယူရတာဖြစ်ပါတယ်။အဲ့တော့သူက PJ ကနေ PP ပြောင်းထားတဲ့သူတွေရဲ့လူတွေကိုရွေးထုတ်ပြီးတော့နာမည်အရင်ခေါ်တယ်။အဲနှစ်ယောက်တစ်ပတ်သုံးယောက်တစ်ပတ်သူတို့နာမည်ခေါ်ပြီးရပါတော့။ခေါ်ပြီးသွားလို့ရှိရင်သူတို့ကအဲကျွန်တော်တို့ဟိုပထမ စာအုပ်လုပ်တုန်းကကျွန်တော်တို့အခွန်ဆောင်ခဲ့တဲ့အခန်းရှိတယ်အဲ့ဒီအခန်းကိုကျွန်တော်တို့ပြန်သွားခိုင်းတာပေါ့အောက်ထပ်မှာဆိုတော့ကျွန်တော်တို့သူတို့က၃ယောက်တစ်ခွဲ၂ယောက်တစ်ခွဲစုပြီးတော့အဲ့ဒီစလစ်ကိုပြန်ပေးလိုက်တယ်အဲ့ဒီစလစ်ကလေးကိုယူလာပြီးတော့ပထမကိုအခွန်ဆောင်ခဲ့တဲ့အခန်းကိုသွားမယ်သွားပြီးသွားလို့ရှိရင်ကျွန်တော်တို့စာအုပ်လာထုတ်တာပါလို့ပြောလိုက်လို့ရှိရင်သူတို့ကအဲ့ဒီမှာအဲ့ဒီစလစ်ကိုယူယူပြီးတော့သူတို့ပေါင်ဖြစ်အဲပေါင်တော့မဟုတ်နံပါတ်စီးရင်းတွင်းခိုင်းတာပေါ့နော် list တွင်းခိုင်းတယ် ်အာ list ကလည်းကိုယ့်ရဲ့နာမည်ရဲ့မှတ်ပုံတင်နံပါတ်ရဲ့ဖုန်းနံပါတ်ရဲ့ပြီးရင်ကိုယ့်ရဲ့လက်မှတ်ပေါ့နော်အများနဲ့ထိုးနေကြလက်မှတ်လေးရထိုးပေးလိုက်ရင်ပါပဲ ledger စာအုပ်ထဲမှာသူတို့ ဆင်းရင်သွင်းတယ်ပေါ့နော်ဆင်းရင်သွင်းပြီးသွားလို့ရှိရင်ဆောက်အုပ်ရပြီပေါ့နော်ဒါပါပဲအဲ့တော့ကျွန်တော်တို့ဆောက်အုပ်ထုတ်တဲ့အခါမှာဆိုလို့ရှိရင်တော့ PJ ကနေ PV ပြောင်းတဲ့သူတွေရဲ့ဆောက်အုပ်ကအရင်ရတယ်ပေါ့နော်အစ်စ်တမားနေကြတော့အရင်များတဲ့အတွက်အပေါ်မှာထိုင်ပြီးတော့ကြံနေခဲ့တယ်ပေါ့ကျွန်တော်ဆောက်အုပ်ရောရပြီးတော့ပြန်လာတဲ့အချိန်ထိတော့အစ်စ်တမားတွေထိုင်နေသေးတာထိုင်နေသေးတယ်ပေါ့နော်ဒါဆိုသူတို့ကကြတော့လူများတဲ့အတွက်ကြောင့်မလို့ပါဒါကတော့ကျွန်တော်တို့ passport ထုတ်တဲ့ပုံအစစ်အစစ်မှာဒီနေ့ကျွန်တော် passport ပေါ်ထုတ်လာခဲ့တဲ့အားလုံးအစ်စ်ပြေးပါတယ်ကျန်တာဘာမှမယူတော့လဲရတယ်အဓိကတော့မှတ်ပုံတင်မှုရေးလေးတော့ ယူသွားပါမှတ်ပုံတင်မူရေးယူလာပါရန်လို့သူတို့ကဖေးထားတဲ့အတွက်ကွာမှတ်ပုံတင်မူရေးတွေတော့ပြန်သွားပါရှင့် S3 သူကဆက်ပြီးတော့ဆက်လိုက်ပါမယ်